ောင်ကစားဘီရင်ရဲ့တပည့်ကျော်နဲ့တဘာဝလွန်ဆွမ်းအားတွေရှိတဲ့ချောင်းကြီးတို့ပေါင်းပြီးလောင်ကစားလုပ်ကြတော့ခါဇလန်လီရဲ့ဆမှာတော့ကာစီနိုတစ်ခုမှာလောင်ကစားနတ်ဘုရားရဲ့တင်ကြားပြသမှုကြောင့်မိုက်ကယ်ချန်ကထိတ်တန်းလောင်ကစားသမားတူဖြစ်လာခဲ့ပြီးအခုတော့အမေရိကန်မှာလောင်ကစားသူရဲကောင်းလို့လမ်းမြတွင်ကကြော်ကြားနေခဲ့ပြီပဲဖြစ်ပါတယ်မိုက်ကယ်ချန်ကစင်ပေါ်မှာစကားပြောနေစင်မှာပဲတူတူကလောင်ကစားနတ်ဘုရားဆိုတဲ့သူ့ဆောင်ပုဂ္ဂိုလ်ကန့်ကွက်ခဲ့ပါတယ်ဒီလိုကဟောင်ကောင်ကရွှေပြောင်းလာတဲ့စီရန်တိုင်းဆိုသူဖြစ်ကြောင်းမိုက်ကယ်ကတည်လိုက်ရပါတယ် စီရန်ထိုင်းကမိုက်ကယ်ကိုသူ့ရဲ့အရေးချင်းကိုပြသဖို့စိန်ခေါ်ခဲ့ပြီးတော့တပွဲကိုဒေါ်လာ300လောင်းကြီးထပ်ခဲ့ပါတယ်။မိုက်ကယ်တယောက်ဒီလောင်းကစားပွဲကိုအနိုင်ရခဲ့ပြီးအနိုင်ရငွေတွေကိုလည်းစင်းရဲသားတွေစီပြန်ပေးခဲ့တဲ့အတွက်လောင်းကစားသူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကိုထပ်ထိပ်တန်တန်ရရှိခဲ့ပါတယ်။တစ်ဖက်မှာတော့စင်းကကမ္ဘာချန်ပီယံလောင်းကစားသမားဖြစ်ပေမဲ့သူ့ရဲ့တဘာဝလုံးစွမ်းအားတွေနဲ့အနိုင်ရတဲ့ငွေကြေးတွေကိုသုံးဆွဲလို့မရတာကြောင့်စင်းရဲနေခဲ့ရပါတယ်။တကယ်တော့စင်းကစွမ်းသုံးလို့ရလာတဲ့ပတ်စံတွေကိုသုံးရင်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာလာထက်တောင်ပိုပြီးတော့ကန်ဆိုးခဲ့ပါတယ်။ ဲဒါကြောင့်တူလေးဘလက်ဂီတက်ကလောင်ကစားနယ်ဖျားကိုတပည့်ဖြစ်လက်ခံအောင်ရှောက်ထားဖို့ကြံပေးခဲ့ပါတယ်။စင်ဃာထိုးပေါက်မြင်နိုင်တဲ့မျက်လုံးစွမ်းကိုအသုံးပြုပြီးတော့လောင်ကစားနယ်ဖျားဘာလို့နေလဲဆိုတာကိုကြည့်လိုက်တဲ့အခါမှာတော့သူလောင်ကစားလုံနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူကြည့်နေရင်တရားရုံးကသူ့ကိုတနက်နဲ့ပြစ်လိုက်တာကိုမြင်လိုက်ရပါမယ်လေ။ဘသူမှန်းတော့သူကမသိခဲ့ပါဘူး။စင်းရဲစွာကတကြိမ်သာအုံပြုနိုင်ခဲ့တဲ့အတွက်အဲ့ဒီချိန်မှာပဲကုံဆုံးသွားခဲ့ပါတယ်။စင်းရဲဦးလေးကလောင်စားနယ်ပြားမကြခင်ဟောင်ကောင်ကိုလာတော့မယ်လို့ပြောပြခဲ့တဲ့အတွက် သူတို့ကဗီတို့ရိုက်ပြီးတော့ပို့ပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့တပည့်ဖြစ်ခွင့်ပေးဖို့ခွင့်တောင်းမယ်စာစင်းကပို့ပြီးတော့တူးကြစီဖို့အတွက်ရောင်းစားနယ်ပြားကိုစိန်ခေါ်သလိုပုံစံမျိုးဖန်တီးခဲ့ပြီးရောင်းစားသူတော်စင်ဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ပါတယ်။ဗီဒီယိုကိုပို့ပေးပြီးတဲ့အခါမှာတော့မိုက်ကယ်ကရေးမလုပ်ဘဲနဲ့လက်လျူရှူထားတဲ့အတွက်စင်းနဲ့တက်တို့ကမိုက်ကယ်ရဲ့အိမ်ကြီးထဲကိုဝင်ရောက်သွားခဲ့ကြပါတယ်။ စင်းကသူ့ကိုယ်သူလောင်ကစားသူတော်စင်ဖြစ်မိတ်ဆက်ပြီးသူ့ရဲ့ကျွမ်းကျင်မှုတွေကိုမိုက်ကယ်ကိုပြသခဲ့ပေမဲ့မိုက်ကယ်ကတော့သူ့ရဲ့ကျွမ်းကျင်မှုအားလုံးကိုကျွမ်းကျင်နေပြီးတော့နှာတပြားတာနေခဲ့ပါတယ်။ဒါကြောင့်စင်းကနီလန်တစ်ခုကိုတုံးပြီးတော့မိုက်ကယ်ကိုသူနဲ့အတူဂိမ်းကစားခိုင်းခဲ့ကသူရှုံးခဲ့ရင်ထပ်ပြီးမနှောက်ရှက်တော့ဘူးလို့ဂရီပေးပြီးတော့ကစားခဲ့ကြပါတယ်။စင်းကရှုံးနေသွားတဲ့အခါမှာတော့မိုက်ကယ်နောက်လိုက်တွေကသူတို့ကိုလှေကားတက်ကနေကန်ထုတ်ခဲ့ကြပါတယ်။သူတို့ကလက်မလျှော့ဘဲနဲ့ညာဘက်မှာထပ်ပြီးတော့ခိုးဝင်ခဲ့ကြပေမဲ့လေဒီတစ်ခါမှာတော့ဖမ်းမိပြီးတော့မိုက်ကယ်ကိုရန်တော်တွေရိုက်နေတာကိုခံခဲ့ရပါတယ် အရိုက်ခံရတာတော့မှသူတို့ကထွက်သွားဖို့ငြင်းဆန်ခဲ့ကြပြီးတော့မိုက်ကယ်ကလည်းဆင်းရဲဆရာဖြစ်တဲ့ကြောင်းတေချာပြောနေခဲ့ပါတယ်။ဒါမဲ့မိုက်ကယ်ကသူတို့ကိုငင်းပယ်ခဲ့တဲ့အတွက်သူတို့ကတညာလုံးပြင်မှာစောင့်ဆိုင်နေခဲ့ကြရပါတယ်။ဒီနောက်မှာတော့ဇာကြောင်းပြန်ပြခဲ့ပြီးတော့မစ္စတာချန်က၅နှစ်တာထောင်ကျနေတဲ့ကျင်းတော်စီကိုရောက်သွားခဲ့ပါတယ်။သူကကိုချင်းရဲ့လက်ချက်နဲ့လူသတ်မှုအတွက်ထောင်ပန်းခံရတာပဲဖြစ်ပါတယ်။လောင်စားနေပြဖြစ်တဲ့ကိုချင်းကတိုးတိုးတက်တက်နေထိုင်ရင်းတောင်အမေရိကမှာပုံအောင်နေကြောင်း ဒါပေမဲ့သူတို့ရဲ့လက်တဲနိုင်ဖြစ်တဲ့မိုက်ကယ်ကတော့အခုထိကိုလှုပ်ရှားနေကြအောင်ဟူစိန်ကသူ့ကိုတရင်ပေးခဲ့ပါဗျ။အဲအရာကြောင့်သူတို့ကမိုက်ကယ်နောက်ကိုလိုက်ဖို့စီစဉ်ခဲ့ကြပါဗျ။သူတို့ရဲ့ရွေချက်ကလောင်းကစားနတ်ဖျားရဲ့ဂုံတရင်ကိုဖြစ်စီပြီးသူ့နံမီကိုအုံပြုကလူတွေကိုလှည့်စားဖို့ပဲဖြစ်ပါဗျ။ဒီချိန်ထဲမှာပဲမိုက်ကယ်ကသူ့ရဲ့ကိုရံတော်နဲ့အတူရေကူးကန်နားမှာနားယူနေခဲ့ပါဗျ။စင်းတဲ့သူလေးတို့ကထွမသွားတဲ့အတွက်သူတို့ကိုခွေးလေးလိုဒူးထောက်ခိုင်းပြီးတော့ပြေးပေးခဲ့ပါဗျ။အဲ့ဒီချိန်မှာပဲလက်နက်ကင်ကိုင်းသားတစုကအင်ဂျီရဲကိုဝင်ရောက်စီးနင်းပြီးတော့မိုက်ကယ်ကိုပြစ်မှတ်ထားခဲ့ပါလေ မိုက်ကယ်ကိုတတ်ဖို့အတွက်ဟူစိန်ကလူသက်သမားတွေကိုစီလော့ခဲ့တာပဲဖြစ်ပါတယ်။မိုက်ကယ်ကရန်သူများစုကိုတိုက်ခိုက်ပြီးစင်းတဲ့တပ်တို့နဲ့တူထွက်ပြေးနိုင်ခဲ့ပေမဲ့တိုက်ခိုက်နေတုန်းမှာပဲသူ့ရဲ့ကိုရန်တော်ကပေါက်ကွဲမှုကြောင့်တတိလဲသွားပြီးတော့ဘလက်ပန်သာခေါ်သွားတာခံခဲ့ရပါတယ်။မိုက်ကယ်ကစင်းတဲ့တပ်တို့ကိုသူ့ရဲ့လက်အောက်ခံတွေဖြစ်တဲ့ရီဘန်နဲ့ဆန်တို့နေထိုင်တဲ့သူ့ရွာရဲ့အိမ်ဟောင်းစီကိုခေါ်ဆောင်လာခဲ့ပါတယ်။အဲဒီမှာသူတို့ဟာတီနီယာကိုဖုံးဆက်ဆုံးဆန်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါအပြင်သူတို့ကမစ္စတာရှောင်းရှန်တည်ဆုံသွားကြောင်းသိလိုက်ရပြီးတော့ မိုက်ကယ်ဟာလောင်းကစားသူရဲကောင်းဆိုတဲ့သက်တွေကိုထုတ်ပြနိုင်တဲ့တူရီတော့ပုံကိုပဲဖြစ်ပါတယ်။အဲဒီတော့ဆင်းကဝိုင်ကိုချီအားခံမှုအတွက်အကြံတစ်ခုထုတ်ခဲ့ပါတယ်။သူ့ရဲ့တဘာဝလွန်စွမ်းအားတွေကိုအသုံးပြုပြီးသတိလက်နေတဲ့သူတဦးကိုရက်ဆိုင်စီကိုခေါ်သွားတာကိုအမြင်အယုံရခဲ့ပါတယ်။ဒါကြောင့်သူကသူ့ဦးလေးတက်တဲ့တူချက်ချင်းအိတ်ညာကိုဥတီသွားခဲ့ပါတယ်။ရက်ဆိုင်ရောက်တဲ့အခါမှာတော့သူတို့ကပိုင်ရှင်ဒရင်လိုးနဲ့တွေ့ဆုံခဲ့ပြီးတော့သူကဆင်းရဲကြီးစားဟောင်းရီယောင်နဲ့အန်ဩစရာကောင်းလောက်အောင်ရုပ်ချင်းတူနေခဲ့ပါတယ်။ ။စင်းတွေစိတ်ပစ်စရာကတော့ဒရင်းလိုကသူ့အစားတက်ကိုချက်ချင်းသဘောကျသွားခဲ့တာပဲဖြစ်ပါတယ်။သူကစင်းကိုယူမဆိုင်ပဲနဲ့တက်ကိုပဲတွေ့ကပ်နေခဲ့တာပါ။ဒရင်းလိုကအကြံစိုးကြီးနဲ့ရုတ်တရက်နေမကောင်းဖြစ်တယ်လို့ဟန်ဆောင်လိုက်တဲ့အခါမှာတော့သူ့ကိုဘသူအိမ်ပြန်လိုက်ဖို့တင့်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စင်းနဲ့တက်တို့ကငင်းပွားခဲ့ကြပါတယ်။နှစ်ယောက်စလုံးကခေါ်သွားခြင်းပေမဲ့တက်ကပိုပြီးအသက်ကြီးတာကြောင့်စင်းကသူ့ကိုလေးစားသွမှုပြတဲ့အနေနဲ့ခေါ်ခွင့်ပြုတင့်တယ်လို့ပြောပြီးတော့အနိုင်ရသွားခဲ့ပါတယ်။ ရှုံးနေသွားတဲ့ခန်းစားခြင်းနဲ့ဆင်းကနောက်ဆုတ်ပေးလိုက်တဲ့အခါမှာတော့တက်ကဒရင်းလို့နဲ့အတူထွက်ခွာသွားခဲ့ပြီးသူတို့နှစ်ယောက်ကြားမှာမနာလိုမှုနဲ့ရှုပ်ထွေးမှုတို့ရောထွေးနေခဲ့ပါတယ်။မနက်ခင်းရောက်တဲ့အခါမှာတော့ဆင်းကတညာလုံးအိပ်မရတဲ့အတွက်ဟိုက်ကေကဘာကြောင့်လဲလို့မေးခဲ့ပါတယ်။ဒူးလေးဟာသူ့ကောင်မလေးကိုခေါ်သွားကြောင်းဆင်းကပြောပြလိုက်တဲ့အခါမှာတော့ဘိုက်ကေတယောက်ဒေါသထွက်သွားခဲ့ပါတယ်။အကြောင်းကတော့သူတို့ကဝိုင်းကိုရှာဖွေဖို့အရေးဆိုင်ကိုသွားခဲ့ပေမဲ့လည်းအာယုံပြန်လည်သွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။နောက်ထပ်မှာတက်ကပြောရှင်းစာအိမ်ပြန်ရောက်လာပြီးတော့ဒရင်းလို့ကိုဆွဲလန်းနေခဲ့တဲ့အတွက် ဆင်းကိုစိတ်နှောက်ရှက်ဖြစ်စေခဲ့ပြီးဆင်းရဲ့တဘာဝလွန်ဆွမ်းအားချို့ကိုလည်းသူ့ကိုပေးဖို့တောင်းဆိုခဲ့ပါရယ်။ဒါပေမဲ့သတိရရမဲ့စီမင်းသုံးခုတော့ရှိခဲ့ပါရယ်။အကယ်၍သူတစ်ခုခုကိုဖောက်ပြစ်လိုက်ရင်တော့ဆင်းရဲ့ဆွမ်းအားလုံးလည်းပျောက်ွယ်သွားမှာပဲဖြစ်ပါရယ်။ညောက်တဲ့အခါမှာတော့တက်ကဒရင်းလို့ရဲ့အိမ်ကိုသွားခဲ့ပြီးတော့အဲဒီမှာလူတချို့နဲ့တွေ့ခဲ့ပါရယ်။မေးကြည့်လိုက်တဲ့အခါမှာတော့သူတို့ကသူ့ရဲ့စားတော့ဆန်ကိုမကြာခဏလာရောက်လေးရှိတဲ့ထိတ်တန်းဖောက်တယ်ရိမှန်တီးလိုက်ရပါရယ်။ဒရင်းလို့ကတက်ကိုသူတို့နဲ့အတူလောင်းကစားလုပ်ပြီးတော့သူ့ရဲ့ဆွမ်းအားတွေကိုအသုံးပြုကာ ူတို့ရဲ့ငွေတွေကိုပိုင်သိမ်းဖို့စီယုံနိုင်ခဲ့ပါတယ်။တမတ်ချက်တွေတဲကတခုကတော့တက်ကလောင်းကစားကနေအနိုင်ရတဲ့ငွေကိုမသုံးရဘူးဆိုတဲ့စီမင်းပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲမိုက်ကယ်ကသတင်းစာတွေကနေတရားရုံးကလောင်းကစားသူရဲကောင်းဆိုတဲ့နာမည်ကိုလိမ်လည်ပြီးတော့အသုံးပြုနေကြောင်းသိလိုက်ရပါတယ်။အဲဒီဘက်ကလူတွေကိုလဲစားဖို့အတွက်တူယောင်ကာစီနိုတင်မောပရောဂျက်ကိုချိန်ညားဖို့စီစဉ်နေခဲ့ပါတယ်။အဲဒီတော့မိုက်ကယ်နဲ့ဆင်းတို့ကအကူကောင်းစီကိုသွားခဲ့ကြပြီးဆင်းကလည်းရမ်းချမ်းသာတဲ့အတွက် ကောင်းကလောင်းစားလုပ်ပြီးသူ့ငွေတွေကိုယူသင့်တယ်လို့မိုက်ကယ်ကပြောပြီးတော့အစင်းနဲ့လောင်းစားလုပ်ဖို့ကောက်ကိုဆွဲလိုက်တဲ့အခါမှာတော့ကောက်ကလည်းမိုက်ကယ်ရဲ့ထောင်ချောက်ထဲကြောက်ရွံ့သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းတက်ကဒရင်းလို့ရဲ့အိမ်မှာဖဲချက်ဂိမ်းကိုသူ့ရဲ့ဆွမ်းအားတွေအသုံးပြုပြီးတော့အနိုင်ယူကာအနိုင်ရတဲ့ငွေချို့ကိုလည်းဒရင်းလို့ကိုပေးခဲ့ပါတယ်။အဲဒါကြောင့်သူကိုယ်တိုင်နဲ့သူ့ရဲ့ဆွမ်းအားတွေချိတ်ဆက်နေတဲ့ဆင်းကပါသူ့ရဲ့တဘာဝလောင်ဆွမ်းအားတွေကိုဆုံးရှုံးသွားခဲ့ပါတယ်။လောင်းစားပွဲမှာထိုင်နေတဲ့ဆင်းကလည်းသူ့ရဲ့ဆွမ်းအားတွေပိတ်ဆို့သွားတာကိုခံစားခဲ့ရပါတယ်။ ဒါပေမဲ့မိုက်ကယ်ရဲ့အကူအညီနဲ့သူတို့ကအကူကောက်ရဲ့လုံစာယုံကနေရန်ပုံငွေအလုံလောက်အနိုင်ရအောင်စီမံနိုင်ခဲ့ကြပါတယ်။အဲဒီကနေတွက်လာတဲ့အခါမှာတော့ဆင်းကမိုက်ကယ်ကိုသူ့ဆွမ်းအားတွေအားလုံးဆုံးရှုံးသွားပြီဖြစ်ကြောင်းနဲ့လုံစာနဲ့ပတ်သက်ပြီးထပ်ပြီးမကူညီနိုင်တော့ကြောင်းကိုပြောပြခဲ့ပါတယ်။တူလေးတက်ကတော့ဒရင်းလို့ရဲ့အိမ်မှာမကြမ်းမမာဖြစ်နေခဲ့ပြီးတော့ရုတ်တရက်ဟူစိန်ရောက်လာခဲ့ပါတယ်။အဲဒီမှာဟူစိန်ကတရုတ်ပြည်မှာကြီးကတဘာဝလွန်ဆွမ်းအားကျွမ်းကျင်သူထဲကွင်းစီကနေစင်းရဲဆွမ်းအားတွေကိုဖယ်ရှားနှီးကိုရခဲ့ကြောင်းနဲ့ ဒေါ်လာနှစ်သန်းကျွေးတင်နေတဲ့ drain လို့ကိုတက်ကိုလေစားဖို့အတင်းကျပ်စီကိုင်းခဲ့တာဖြစ်ကြောင်းဖော်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဟူစိန်က drain လို့ရဲ့ကျွေးကိုချိန်မပေးဘဲနဲ့တပတ် drain ဝေပြန်ပေးဖို့ကိုပြောခဲ့ပါတယ်။အဲဒီနောက်မှာဟူစိန်ကတက်ကိုပြန်ပြီးဆွဲသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့အတင်းဘောဘမှာဟူစိန်ကသူ့ကိုယ်သူလောင်ကစားနှစ်ဖျားရဲ့တပည့်ဖြစ်ကိုစားပြုပြီးတော့တရင်စာရှင်းလင်းပွဲတော်ကျင်းပနေခဲ့ပါတယ်။သူကဒီအတင်းဘောဘမှာရရှိတဲ့ဝင်ငွေအားလုံးကိုပရာဟိတလုပ်ငန်းတွေအတွက်အသုံးပြုမယ်လို့တော့ပြောနေခဲ့ပါတယ်။ အဲဒီချိန်မှာပဲမိုက်ကယ်ကဆင်းတဲ့သူရောက်လာပြီးတော့ဟူစင်ကိုယင်ဆိုင်ခဲ့ကသူကတကယ်လောင်းစားသူရဲ့ကောင်းဖြစ်တောင်းလူတိုင်းကိုပြောပြနေခဲ့ပါတယ်။ဟူစင်ကစိတ်ရှိလက်ရှိနဲ့မိုက်ကယ်ကိုပြဿနာမရှာဖို့ပြောခဲ့ပေမဲ့လည်းမိုက်ကယ်ကတော့မရက်တန့်ခဲ့ပဲဟူစင်ကိုလည်းတကယ်တပည့်ဆိုရင်လောင်းစားနှစ်ဖျားဘယ်မှာရှိလဲဆိုတာသိတဲ့တယ်လို့ထောက်ပြလိုက်ပါတယ်။ဟူစင်ကတော့လောင်းစားနှစ်ဖျားကကဘာတဝင်းခီးသွားနေတဲ့အတွက်သူ့ကိုလွယ်တကူဆက်သွယ်လို့မရနိုင်ကြောင်ပြောခဲ့ပါတယ်။ဒါမှမဟုတ်လည်းဆင်းကတော့သူဘရာဇီးမှာရှိနေကြောင်ပြောလိုက်ပြီးမိုက်ကယ်ကလူတိုင်းရှိမှသူ့ကိုဆက်သွယ်ပေးနိုင်ကြောင်ပြောလိုက်ပါတယ်။ အဲ့ဒါကမီဒီယာရဲ့အာရုံစိုက်မှုကိုရသွားစေခဲ့တာပါဘသူကတကယ်လောင်းစားသူရဲ့ကောင်ဖြစ်တယ်ဆိုတာကိုတက်တေပြဖို့အတွက်သူတို့ကအချိန်မပြိုးမဲနဲ့ပွဲစဉ်တစ်ခုကျင်းပခဲ့ကြပါတယ်ဟူစိန်ရဲ့အသင်းဘောမှာလိန်လယ်နိုင်ဖို့အတွက်အစင်းမြင့်နီးပညာနဲ့လုံခြုံရေးကင်မရာတွေတက်ဆင်ထားပြီးသူကမိုက်ကယ်ရဲ့ဖဲချတိုင်းကိုလည်းတည်နေခဲ့ပါတယ်ကင်မရာကန်းကလူကဟူစိန်ကိုချက်လက်တွေပေးဖို့ပြီးလိမ္မာပါနက်စွာရေးကျွဲနိုင်အောင်ကူညီပေးခဲ့ပါတယ်။မိုက်ကယ်ရဲ့ဖဲချတွေအားလုံးကိုသူသိနေတဲ့အတွက်မိုက်ကယ်ကသူတို့ခန်းထဲမှာကြိယာမျိုးမျိုးရှိနေပြီးတော့ဟူစိန်ကိုကူညီနေတာဖြစ်နိုင်ကြောင်းတန်လျာဝင်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်သူကနောက်ထပ်စင်ကုန်မှုတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကတော့လောင်ကစားနှစ်ဖျားကိုဖုံးကော်ပြီးဘသူ့ရဲ့ဖုံးကိုဂိုင်မလဲဆိုတာကိုစောင့်ကြည့်ဖို့စင်ကုန်မှုပဲဖြစ်ပါတယ်။မိုက်ကယ်ကလူတိုင်းရှိမှလောင်ကစားနှစ်ဖျားကိုဖုံးကော်ပြီးတော့သူလည်းဖုံးကောက်ကန်ခဲ့ပါတယ်။မိုက်ကယ်ကတက်ကိုဟူစင်းရဲ့လူတွေတနက်နဲ့ချိန်ထားတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဖုံးချလိုက်ပါတယ်။ဟူစင်းကဆင်းတဲ့မိုက်ကယ်ကိုလူလိန်တွေလို့ခေါ်ပြီးတော့ထွက်သွားဖို့ပြောလိုက်ပါတယ်။အဲ့တော့ဟူစင်းကတင်မောဟာမနက်ဖြန်ရွေးလက်မှဖြစ်ကြောင်းနဲ့နောက်ရက်တွေမှာလည်းဟူစင်းနဲ့အတူဂိမ်းတွေကစားလို့ရနိုင်ကြောင်ပြောပြီးတော့ မနှက်ပြန်ထက်လာခဲ့ဖို့ပြောခဲ့ပါတယ်။ညဘက်မှာတော့မိုးရီအသေးထန်ရွာသွန်းနေပြီးတော့မိုက်ကယ်ကတော့သူ့ကိုယ်သူပြစ်တင်ရင်းနဲ့မျောလင်းချက်မဲ့စွာမိုးရီထဲမှာထိုင်နေခဲ့ပါတယ်။စင်ကသူ့ကိုနှစ်သိမ့်ဖို့ရောက်လာခဲ့ပေမဲ့လည်းသူတို့နှစ်ယောက်စလုံးကမျောလင်းချက်မဲ့နေခဲ့ကြပါတယ်။သူတို့ကငွေကြေးအကုန်လုံးကိုဆုံးရှုံးသွားရတဲ့အတွက်အခုတော့လောင်းကစားလုပ်လို့မရတော့ဘူးဖြစ်နေပါတယ်။စင်ကလည်းသူ့ရဲ့စွမ်းအားတွေဆုံးရှုံးသွားခဲ့ပြီးမိုက်ကယ်ကလည်းကြိုးစားရင်တော့မှကာစီနိုတွေကစစ်ပစ္စည်းတွေကိုနိုင်ယူဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့သူတို့နှစ်ဦးသလုံးမျောလင့်ချက်မဲ့နေတဲ့အချိန်မှာပဲကိုဝိတ်လူမျိုးတို့အူရောက်လာပြီးတော့သူတို့ရဲ့မိခင်နိုင်ငံဆုံးရှုံးခဲ့ရပေမဲ့လည်းအခုထိရုန်းကန်နေဆဲဖြစ်တာကြောင့်သူတို့ကိုလည်းမျောလင့်ချက်ဆက်ထားဖို့ပြောလိုက်တဲ့အခါမှာတော့ဆင်းတဲ့မိုက်ကယ်တို့ကစိတ်သက်ခွန်အားတွေတိုးလာခဲ့ပါတယ်။မနေ့ရောက်တော့သူတို့နှစ်ယောက်စလုံးကဟူစိန်နဲ့ရင်ဆိုင်မှုထွက်ခွာလာခဲ့ကြပါတယ်။ဒါမဲ့မိုက်ကယ်ကသူ့ရဲ့ဤပညာကိုအသုံးပြုပြီးဆင်းကိုအိပ်ပျော်အောင်လုပ်လိုက်ပါတယ်။ဆင်းတို့လာတဲ့အခါမှာတော့မိုက်ကယ်ခြံထားခဲ့တဲ့စားရဆောင်ကိုသာတွေးခဲ့ပါတယ်။ မိုက်ကယ်ကဟူစိန်ရဲ့တင်းမောစီကိုတယောက်တည်းထွက်ခွာသွားပြီးဖြစ်ကြောင်းနဲ့စင်ကာဆွမ်းအားတွေမရှိတော့တဲ့အတွက်ဟူစိန်နဲ့ရင်ဆိုင်ဖို့အန္တရာယ်များတာကြောင့်မလိုက်လာဖို့ပြောထားခဲ့တာပါဟူစိန်ရဲ့တင်းမောမှာလောင်ကစားပွဲဆက်လက်ကျင်းပနေခဲ့ပြီးတော့သူတို့ကလည်းချိန်တိုအတွင်းမှာတန်းနေရအနိုင်ရနေခဲ့ကြပြီပဲဖြစ်ပါတယ်။မိုက်ကယ်ကအဲ့ဒီကိုသွားပြီးတော့ဟူစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။မိုက်ကယ်ကနောက်ထပ်ဂိမ်းတစ်ခုကစားခြင်းကြောင့်ပြောလိုက်ပါတယ်။ဒါကြောင့်ဟူစိန်ကအကပ်ပြင်ဂိမ်းမှာပါဝင်ဖို့အတွက်လူတစ်ယောက်မှာဒေါ်လာ3,800မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ မိုက်ကယ်ကငွေမရှိတဲ့အတွက်ဟူစိန်စီကနေဒေါ်လာ20ကိုချေးယူပြီးတော့ဂိမ်းကစားဖို့သွားခဲ့ပါလေ။သူတို့ရဲ့လက်ွက်တွေကိုတတိထားမိတဲ့မိုက်ကယ်ကခရီးယာရီနဲ့အန်ဇာရုံးနံပါတ်များကိုပြောင်းလဲနေရကိုမြင်ခဲ့ပြီးအဲ့ဒီတိုင်ကစားခဲ့ပါလေ။သူကကင်မရာထဲမှာသူ့ရဲ့ဖဲချက်တွေနဲ့မတူအောင်လုပ်ပြီးတော့ကင်မရာတွေကိုလည်းလှည့်ပြားခဲ့ပါလေ။အဲ့လိုနဲ့မိုက်ကယ်တယောက်ဒေါ်လာ3000ကိုနိုင်ရခဲ့ပြီးဂိမ်းကနေလဲထွက်သွားခဲ့တဲ့အတွက်ဟူစိန်ကဒေါ်လာထွက်သွားခဲ့ပါလေ။တစ်ချိန်တည်းမှာပဲဆင်းကလည်းကာစီနိုကိုရောက်လာခဲ့ပြီးတော့ drain လို့နဲ့တွေ့ဆုံလိုက်ပါလေ။ သူကဘာကြောင့်သူ့ကိုဒီလိုလုပ်ခဲ့တာလဲလို့လည်းမေးခဲ့ပါတယ်။ဂရင်းလူကတော့ဟူစိန်ကိုကြွေးတင်နေကြောင်းနဲ့အန်နီယယ်များတဲ့ဟူစိန်ကဆင်းနဲ့မိုက်ကယ်တို့ကိုစန့်ကျင်ဖို့အတွက်စိုးရတဲ့လှဲ့ွက်တွေကိုပြင်ဆင်ထားကြောင်းဖော်ထုတ်လိုက်ပါတယ်။ဒီနောက်မှာတော့ဂရင်းလူကအဆင်းရဲ့ဆွမ်းအားတွေကိုဘယ်နည်းနဲ့ပြန်ရနိုင်လဲလို့မေးခဲ့ပါတယ်။စင်ကာသူ့ချေဟောင်းရီယောင်နဲ့တွေ့ဆုံခဲ့တဲ့အချိန်ကဆွမ်းအားတွေတစ်ချိန်ပြန်ရခဲ့ဖို့ကြောင်းကိုထုတ်ပြောခဲ့ပါတယ်။ဂရင်းလူကလည်းသူနဲ့အတွင်းကြကြရင်းနှီးမှုကိုဖန်တီးပြီးတော့ဆွမ်းအားတွေပြန်ရအောင်စူးစမ်းခဲ့ပါတယ်။ ။ဒါကြောင့်စင်ကသူ့ရဲ့စွမ်းအားတွေပြန်လဲရရှိသွားခဲ့ပြီးတော့မိုက်ကယ်နောက်ကိုလိုက်သွားခဲ့ပါပြီ။အဲဒီမှာစင်ကစွမ်းအားပုံများတဲ့မျိုးလုံးတစ်ဖက်နဲ့ကြောင်မြင့်ရှင်တယောက်ကိုတွေ့ခဲ့ရတဲ့အတွက်သူ့ကိုမကြည့်ဖို့မိုက်ကယ်ကိုတတိပေးလိုက်ရပါတယ်။သူတို့ကဂိမ်းစတင်ခဲ့ပြီးတော့အန်ဆာတို့နံပါတ်ကိုလည်းတီးခဲ့ကြပါတယ်။ဒါပေမဲ့မိုက်ကယ်ကခလုတ်ကိုသုံးပြီးတော့နံပါတ်တွေပြောင်းလဲနေကြောင်းစင်ကိုပြောပြခဲ့ပေမဲ့လည်းစင်ကတော့သူ့ရဲ့စွမ်းအားတွေနဲ့အဲဒီခလုတ်ကိုအလုံးမလုံးအောင်လုပ်ခဲ့ပါတယ်။ဒါမဲ့လေကြောင်မြင့်ရှင်ကသူ့ရဲ့စွမ်းအားနဲ့အန်ဇာရုံးနံပါတ်တွေကိုပြောင်းလဲခဲ့တဲ့အတွက်ဆင်းရဲ့လောက်ရက်ကအသုံးဝင်ခဲ့မှုဖြစ်နေပါတယ် စင်းကလည်းအဲ့လိုပဲလုပ်ခဲ့ပြီးသူတို့နှစ်ယောက်စလုံးကအန်စာတို့နံပါတ်တွေပြောင်းလဲဖို့တိုက်ခိုက်ကြရင်းနေပဲအန်စာတို့နေအားလုံးကွဲကြီကုန်းကြပါလေအဲ့ချိန်မှာဦးစင်ရောက်လာပြီးတော့လူတွေကိုတောင်းပန်ခဲ့ပါလေဒီချိန်ကအန်စာတို့မှပြဿနာရှိခဲ့တဲ့အတွက်သူတို့ရဲ့ငွေတွေကိုပြန်ယူပြီးတော့ပြန်ကစားဖို့ပြောခဲ့ပါလေမိုက်ကယ်နဲ့ဆင်းတို့ကကျောင်းမရှင်ကဂိမ်းထဲမှာသူ့ဆွမ်းအားကိုအသုံးမပြုနိုင်တာသိထားပြီးအစီအစဉ်ဆွဲခဲ့ကြပါလေဒါကြောင့်သူတို့ကဒင်ကားပြားတွေကိုယူပြီးတော့ထိုင်ကုန်တွေကနေထိုက်ရက်ကမတူညီတဲ့ကစားပွဲတွေစီဖို့သွားပြီးတော့လောင်းကစားလုပ်ဖို့ဆုံးဖြတ်ချခဲ့ပါလေ ကျောင်းမြင့်ရှင်ကနှစ်ယောက်စလုံးနောက်ကိုလိုက်ခဲ့ပေမဲ့လေသူတို့ကဝိုင်းမတူတဲ့အခါမှာတော့ဆင်းကသူ့နောက်ကိုလိုက်လာအောင်လုပ်ခဲ့ပါတယ်။ဆင်းကစပွဲတနေရာမှာရက်လိုက်တဲ့အခါမှာတော့ကျောင်းမြင့်ရှင်ကလည်းသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ဒါကြောင့်ဆင်းကဖဲချက်တွေစား secret book ကိုထုတ်ပြလိုက်ရပါတယ်။အခြားစပွဲမှာရှိတဲ့ Michael ကတော့လောင်းစားလုံရင်းနဲ့73တန်းအနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဆင်းကသူ့ရဲ့စွမ်းအားနဲ့ကျောင်းမြင့်ရှင်ကိုရပ်တန့်စေခဲ့ပါပြီ။အခြားတစ်ဖက်မှာတော့ Michael ကဒေါ်လာ25တန်းအနိုင်ရအောင်လုံနိုင်ခဲ့ပြီးတော့အခုသူ့မှာငွေရှိနေပြီဖြစ်တဲ့အတွက် ကပ်ပီယင်ဂိမ်းမှာပါဝင်နိုင်ပြီဖြစ်ကြောင်းဟူစိန်ကိုပြောခဲ့ပါတယ်ဂိမ်းစားဂိမ်းမှာမိုက်ကယ်ကအခန်းထဲမှာရှိနေတဲ့ကင်မရာအားလုံးကိုစစ်ဆေးခဲ့ပြီးတော့ဆင်းကသူ့ရဲ့ဆွမ်းအားတွေကိုအသုံးပြုပြီးတော့ကင်မရာတွေကိုဖြည့်ဆည်းပစ်ခဲ့ပါတယ်။တက်နဲ့ဒရင်းတို့လည်းတင်မောဘော်ကိုရောက်လာခဲ့ကြပါပြီ။တက်ကဟူစိန်ရဲ့အကြောင်းကိုဖော်ထုတ်ခြင်းခဲ့ပေမဲ့ဆင်းကဟူစိန်ရှုံးနေအောင်လုပ်ပြီးတော့သူ့တိရုံမှန်ကိုဖော်ထုတ်မဲ့အကြောင်းပြောတာတိတ်တိတ်နေဖို့သာပြောခဲ့ပါတယ်။ဂိမ်းစားတင်ချိန်မှာတော့ကျောင်းမရှင်ကသူ့ရဲ့ဆွမ်းအားကိုအသုံးပြီးတော့လူတိုင်းရဲ့ဖဲချက်တွေကိုဖတ်ခဲ့ပေမဲ့လည်းမိုက်ကယ်ကသူ့ရဲ့ဖဲချက်ကိုဖတ်မရအောင်လုပ်ခဲ့ပါတယ်။ ါကြောင့်မိုက်ကယ်ကဒေါ်လာ3သန်းလောင်းပြီးတော့အဲ့ဒီပွဲမှာလည်းအနိုင်ရရှိခဲ့ပါတယ်။သူကပွဲတန်းကိုစက်တိုက်နိုင်ရနေခဲ့ပြီးနောက်ဆုံးမှာတော့ကစားသမားတွေအားလုံးထွက်ခွာသွားခဲ့တာ။ဂျာနက်စင်လည်းပြန်မှာတွေ့တယ်လို့မျိုးမိုက်ကယ်နဲ့ဟူစိန်တို့ပဲကြံနေခဲ့ပါတော့တယ်။ဟူစိန်ကထေကန်ဆိုတဲ့ကြောင်မြင့်ရှင်ကိုဂိမ်းထဲပါဝင်ဖို့ခေါ်လိုက်ပါတယ်။အပြန်လန်လင်းနဲ့မိုက်ကယ်ကလည်းဆင်းကိုလည်းပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဂိမ်းစတင်ချိန်မှာတော့ဆင်းက၃သန်းလောင်းဖို့ကြံပြူပါတယ်။ကစားပွဲရှင်တက်လာတာနဲ့များနံပါတ်စလုံးကရှိသမျှအကုန်ဖြစ်တဲ့သန်း၂၀လောင်းကြီးတွေထက်ခဲ့ကြပါတယ်။ တဲကွန်ကလည်းဖဲချက်တွေကိုပြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့မိုက်ကယ်နဲ့ဆင်းတို့ကသူတို့ရဲ့နီးပြီးဟွာကိုအသေးချာစီစဉ်ထားပြီးသားဖြစ်တဲ့အတွက်နိုင်ရခဲ့ပါတယ်။ဒါကြောင့်တဲကွန်တယောက်လည်းသူ့ရဲ့ဆွမ်းအားတွေအားလုံးကိုဆုံးရှုံးသွားခဲ့ရပြီးတော့ထွက်ခွာသွားခဲ့ရပါတယ်။ဦးစိန်ကလည်းလူတိုင်းရှိမှရှေ့ရသွားခဲ့တဲ့အတွက်ဒေါသတွေထွက်နေခဲ့ပါတယ်။ဒါကြောင့်သူကပရိသတ်ကိုလည်းသူတို့နှစ်ယောက်တည်းထားခဲ့ဖို့ဒေါသတကြီးနဲ့ပြောပါတော့တယ်။အခြားသူတွေထွက်ခွာသွားတဲ့အခါမှာတော့ဟူစိန်ရဲ့ကိုရန်တော်တွေကတနက်တီနဲ့ဝင်ရောက်လာခဲ့ပြီးမိုက်ကယ်ဆင်းတက်ကနေဒရင်းလိုးတို့ကိုချိန်ရွယ်ထားခဲ့ကြပါတယ်။ ဒါမဲ့လည်းစင်းကသူ့ရဲ့မျက်လက်စွမ်းအားကိုတုံးပြပြီးတော့တနတ်တွေကိုမွေတွေဖြစ်ကိုပြောင်းလဲပစ်ခဲ့ပါဗျ။အဲဒီအချိန်မှာပဲမိုက်ကယ်ရဲ့ကိုရန်တော်နဲ့သူ့ရဲ့အမတို့ကကူညီဖို့ရောက်လာခဲ့ကြပါဗျ။ပြစ်ခတ်မှုတွေစတင်ခဲ့ပြီးကိုရန်တော်ကလည်းသူ့အမကိုမိုက်ကယ်ကိုကာကွယ်ဖို့ပြောခဲ့ပါဗျ။စင်းကဒရင်းလုပ်ကိုဘေးကင်းအောင်ကာကွယ်ပေးခဲ့ပြီးရန်သူတွေနဲ့တိုက်ခိုက်နေတဲ့အခန်းတစ်ခုထဲဝင်သွားဖို့ပြောခဲ့ပါဗျ။ဒီချိန်ထဲမှာပဲတက်တဲ့မိုက်ကယ်တို့ကလည်းစောင့်နေကိုတိုက်ခိုက်နေကြပါတယ်။မိုက်ကယ်ကထွက်ပြေးဖို့ကြိုးစားနေတဲ့ဟူစိန်ကိုတွေ့ခဲ့ပြီးတော့တနတ်နဲ့ချိန်ပြီးတော့ဒူးတောက်ခံခဲ့ပါတယ်။ ဦးစိန်ကသူ့ကိုထိခိုက်ရင် ထောက်ကြမှာဖြစ်ကြောင်းပြောပြီးတော့တနာပြဖို့တောင်းပန်ခဲ့ပါတယ်။ဒါမဲ့မိုက်ကယ်ကတော့သူ့ကိုအမှန်တရားကိုဝန်ခံပြီးတကယ်လောင်စားသူရဲကောင်းကဘာတူလဲဆိုတာကိုထုတ်ဖော်ခိုင်းခဲ့ပါတယ်။ဦးစိန်ကအားလုံးရဲ့ရှေ့မှာမန်တိုင်းဝန်ခံလိုက်တဲ့အခါမှာတော့မိုက်ကယ်ကလည်းသူ့ကိုသက်ချမ်းသာပေးခဲ့ကတင်မောစိတ်ကတ္တာနဲ့ရဲတွေကိုဖုံးခေါ်ဖို့ညွှန်ကြားခဲ့ပါတယ်။ဒါမဲ့ဟူစိန်ကမိုက်ကယ်ကိုတနက်နေ့ပြဖို့ကြိုးစားတဲ့အခါမှာတော့တက်ကအချိန်မီတတိပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်ကဟူစိန်ကိုဝိုင်းဝန်းရိုက်နေခဲ့ကြပါတယ်။ နောက်တစ်ခါမှာတော့ Michael နဲ့ဆင်းတို့ကအစီအစဉ်တစ်ခုကိုသဘောတူခဲ့ကြပါတယ်။ဆင်းကလောင်းစားကနေနိုင်ရတဲ့ငွေတွေကိုမသုံးနိုင်တဲ့အတွက် Michael ကိုအနိုင်ရအောင်လုပ်ပေးပြီးတော့ Michael ကအဲ့ဒီငွေတွေကိုဆင်းရဲသားတွေအတွက်လှူဒါန်းမှာပဲဖြစ်ပါတယ်။ဒီနည်းနဲ့ Michael ကပို့ပြီးတော့ချမ်းသာလာခဲ့ကဆင်းကတော့ပို့ပြီးတော့ဆင်းရဲသွားမှာဖြစ်ပေမဲ့လည်း Michael ကသူ့ရဲ့ငွေတွေကိုဆင်းကိုပြန်ပေးမှာပဲဖြစ်ပါတယ်။သူတို့စကားပြောနေတော့မှာပဲ Michael ဆရာလောင်းစားနှစ်ဖျားကရုတ်တရက်ကားတွေကနေထွက်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်စလုံးလည်းအံ့အားတင်သွားခဲ့ရပါတယ်။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့နော်။ Sony နားဆင်ပေးခဲ့ကြတဲ့တူဦးချင်းဆိုင်ကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။